ားလုံးဝမင်္ဂလာပါကျွန်တော်ဒီကနေ့မြန်ဝေမှာက FM Studio Mobile မှာ join ရဲ့ back ရဲ့ဒီ return ရဲ့ဘယ်လိုလိုက်မလဲဘယ်လိုတီးမလဲဆိုတာကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်အင်္ဂတင်ငန်းစာမှာလည်းကျွန်တော် drum tini ကိုကျွန်တော်ပြောပြခဲ့ပြီးပြီးနားမလည်ဘူးဆိုရင်ကျွန်တော်ကိုဒီ command လေးမှာပြောရင်းမိလို့ရတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ထားပေးပါနော်ဒါမှအသစ်တင်တိုင်း ဒီကြီးလို့ရမှာဖြစ်ပါတယ်ဒါကျွန်တော်ဒီ channel လေးကိုဒီ offense ကိုဝင်လိုက်ပြီဝင်လိုက်ပြီဆိုရင်ဒါကျွန်တော်တို့ဒီမနေ့ကအပိုင်း6တင်ခန်းစာမှာကျွန်တော်ပြောပြထားတာလေးနော်ပြောပြထားတာလေးအဲ့တော့ကျွန်တော်တို့ drum ဘလိုလိုက်မလဲအဲ့ drum အဲ့ drum ကိုဘတ်ဘလိုတီးမလဲ rattan ဘလိုတီးမလဲဆိုတာပြောပြနေတယ်ဟုတ်ကျွန်တော်ဘယ်ပတ္တန်နဲ့တောင်းမယ်ဆိုရင်ကျွန်တော်ဒီမနီယာပြောပြရကြတယ်ကျွန်တော်ဒီ BHBA ပတ္တန်ပဲเนาะ ဟုတ်ပါ့အများသောအားဖြင့်ကျွန်တော်တို့ဘန်းဆိုတာကဒီကစ်တရဲ့ဒီကစ်နေရာမှာပဲချပေးရတာပေါ့နော်အများဆုံးဘန်းဆိုတာကတော့ဒီကျွန်တော်တို့ဒီစကားပြောနေရင်ပြီးတော့ရှင်းသွားလိမ့်မယ်အကြောင်းကျွန်တော်တို့အရင်ဆုံးဒီဒီဗမတီချင်မှာကျွန်တော်တို့ကော်တီးမယ်ဟုတ်ကော်တီးမယ်နော်ကော်တီးမယ်ဆိုကျွန်တော်ဒီ instrument တွေဒီဒီအပေါင်းလေးကိုနှိမ့်မယ် instrument တွေဝင်မယ် နော်ကိုကော်တီးမယ်ကော်ကော်တီးမယ်ဟုတ်ကဲ့ကောမှာဆိုရင်ဘဲကောနဲ့ဒီမှာ CD E minor FG နဲ့တီးမယ်နော် CD E minor FG နဲ့တီးမယ်နော်ဒါကြောင့်မို့ကျွန်တော်တို့ဒီဒီပထမသင်ခန်းစာလေးမှာကျွန်တော်ကဒီ C ဒီကောတွေအကြောင်းကျွန်တော်ပြောပြပေးပြီ C အဲ့ချက်ပြန်ပြောမယ် C ကောကနော် ဒီ glossy လေးကိုလည်းနှိမ့်လိုက်ပဲเนาะဒီလောက်လေးထားလိုက်မယ်ဒီဒီရောဒါ glossy လေးနည်းနည်းနှိမ့်လိုက်ပဲเนาะ C C ကိုစာ C E နော်လည်းရှင်းလိုက်မယ် C B C E minor F C D ဆိုကြော C B ကျွန်တော် A လာမယ် A ဆိုတော့ဒီမှာ B minor ကိုလည်းကျွန်တော်ပထမဆုံးတင်ပထမတင်ခန်းစာဒီမှာတင်ခဲ့ပြီးသားပါ နားမလဲတင်ကော့ဒီကြောင်းနားလဲဆက်ပြီးတော့နားလဲအောင်ကြည့်ပြီးပါဒီ A minor F F G ဘက်လိုက်မယ်နော်အခုဘက်ကဒီ instrument နဲ့ဝင်ရွေးမယ်ဒီဂီတာမှာရွေးမယ်ဒီကဒီ pick ပဲနော်ဟုတ်ပြီ pick ပဲဘက်ဆိုတာအတန်ဒီလေးလေးတဲ့အတန်လေးကိုပဲကျွန်တော်တို့ရွေးတာပေါ့နော်ဒီဒီလိုမျိုးအတန်လေးရွေးလို့မရအောင်နော်ဒါတော့နည်းနည်းလေးတဲ့အတန်ကောင်းတယ်နော် C3 C3 လောက်ဆိုသင်ပြီးတော့ဒူဒူဒူဆိုတော့အဲ့လိုအတန်လေးကိုရွေးချယ်ပြရမယ် ဒီကျွန်တော်တို့ B ဟော B မှာကစ်ချမယ် B ကစ်ကဲကစ်နေရာမှာဒီဘက်ကိုတီးပြရတာပေါ့နော်ဒီကော့အလိုက်တီးပြရတာဟမ်ကော့လိုက်တီးပြရအဲကျွန်တော်ဒီမှာ cos number ဖွင့်ရသေးဘူး brother တော့ကျွန်တော်ပြောပြီးတော့မှာနော်ကျွန်တော်ကောင်းအောင်ပေါ်ရင်ဒီကောင်းအောင်လုံးဝထားပြီးဆိုရင်ဘယ်နှမှာပါချလို့ချာမှမသိဘူးအဲ့တော့ကျွန်တော်ကောင်းအောင်စတင်လို့တစ်ချက်ပြန်ဖွင့်လိုက်အောင်ပါ ပြီးဒီပဲခိုင်းပဲ cross လို့ဟုတ်ပြီအဲအဲ့လိုခင်မကိုပါတီလက်ဆိုတာပုံပါနော်ဟုတ်ပြီကျွန်တော်တို့ best ထဲမှာ drama ကျွန်တော်တို့ဒီ kick ကပညာမှာလေးဒီနေရာမှာဒီကလေးကဒီမတီသေးဘူးဆိုရင်တော့ဒီကောင်လေးနဲ့နော်တိုင်းတာကြည့်ပါနော်ဒီ case ကဒီအချောင်းလေးရနောက်မှာဆိုတဲ့အတွက်ကြောင့် case ပြန်မှချမယ်ကောချတဲ့နေရာမှာကော်ဒီရဲ့နေရာမှာဘက်ချမယ်အဲ့ဒီချတဲ့ဘက်ကလည်းကင်းတယ်နေရာမှာဒါလို့ချမယ် ဒီလိုစီကပထမချိန်ကြီးကဟာကြီးနေတယ်ဒီလိုချမယ်နော်နောက်တစ်ခုနောက်ကိကပါမလဲဓမ္မနော်ကိကူဓမ္မလေးကိကဓမ္မအဲ့ဒီအချောင်းလေးတော့ထားချက်ချပါဓမ္မနော်ဟမ်အဲ့တော့ပြောင်းနေဖြည့်တီးမယ်ဆိုဒီလိုလေးလာပါ တကူအကူနော်လောက်လို့ဒီမယ်အစီအတွက်ဒီ CW ကအဲ့တိုင်းမချမယ်နော်ဒီဘက်ကူဒါနီးတွေဘက်တီးတဲ့နီးတွေအများကြီးရှိတယ်ကျွန်တော်ပထမဆုံးဒီနီးလေးကိုပြောပြတာနော်ရိုင်းရှုပ်တော့မှဆိုလို့မှတစ်ခါချတယ်ဒီမှာကိတ္တကကြတယ်ဟုတ်ပြီအဲ့ကိတ္တဆီတွေဒီမှာအကြာလေးတွေမှလိုက်ချမယ်ချကြည့်မယ် đi ăn nữa, Oh, wait a minute. đi tadi mesti ambil dua, no? Kita charge dia. Di tadi ni dia macam mana, no? Di ka, di ka, ka kita cari ni apa macam? Kita kau beri uli cari mah. Jangan ada aku na, na tahun tu kau tu lagi cari, no? So ni, đồ tuan dia. Chì. ဒါဒီနကုတ်ကကြာတာနော်ဒီစီကဒါလေးကကိုအစင်ကြီးလို့နဲ့နားထောင်ကောင်းဝက်ဒီပေထားမျိုးလေးကိုလိုက်ချတာပါဟုတ်ပြီတော့စီဟုတ်ပြီတကောင်ပထမတီးပြီးတော့ရှေ့ဟာလေးကိုပဲကော်ပြီးပြန်ယူလိုက်လေးပါအောင်နော်တကောင်လေးဖိထားဟုတ်ဟောကော်ပြီးကော်ပြီးလို့တာနော်

ကြအကြဒီမှာလိုက်ချတာနော်ညီညီလေးတို့ကြိုင်လေးကိုတန်းထက်တဲ့တန်းနေနေကျဲနေရနော်နားညီလို့နည်းနည်းတိုးလိုက်အောင်အဲ့တော့တမျိုးပဲချပြရမယ်။စုပ်ကလေးကြီးတာပေါ့နော်။ ်ဒီလိုလေးခြာကြည့်အောင်ဒီတိုင်းချာနော်အဲ့တိုင်းအဲ့ပုံစံမျိုးလေးပဲလိုက်ချကြည့်မယ်ဒီတော့ copy ကူးမယ်ဒါလေးကိုကြားတယ်နော် copy ကူးမယ်အခုစီးကြည့်မယ်ကူးမယ်နော်ကားပြီးမှလာမယ် A minor လား A minor ဆိုတော့တကယ်ဆိုတော့မချဓမ္မချ A minor အကြောင်းရလို့ပြန် A minor လားအကြောင်းလေးပဲချမှာ တနေ့ကတော့လည်းပြန်တင်တာဒီလေးကလည်းလေးက